င်္ဂလာပါရှင်ကျမခင်ကြီးပါပါ DVB ဦးမြင့်တန်ကြရဲ့နေ့လယ်7:00နာရီအချိန်ရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြမှာပါရှင်မနေ့ကကြည်စံထိမှန်သိဆုံးသူဆိုင်ကယ်တက္ကစီသမားကိုရဲဝင်းရဲ့ရုပ်အလောင်းကိုသူစားတိတလုံးမျိုးကိုတည်ဆောင်သွားပြီဖြစ်ပါတယ်ဒီမှုနဲ့ပတ်သက်လို့နယ်မြေခံစခန်းမှုကိုရိုင်းပြည်လို့လုပ်ပြီးအမှုဖွင့်စုံစမ်းနေကြောင်း VG တခွန်မြို့နယ်ရဲစခန်းကတီဗီကိုပြောပါတယ် တေဆုံးသူအသက်38နှစ်အရွယ်တက္ကစီသမား9ရဲဝင်းဟာကျန်စစ်သားလမ်း82လမ်းနဲ့82လမ်းကြားမှာလဲကျတေဆုံးခဲ့တာဖြစ်ပါတယ်။ဒီမှုနဲ့ပတ်သက်လို့ပြည်ကြီးတကုံမြို့နယ်ရဲစခန်းမှူးဒူရဲမှူးတိန်လွင်ကပြစ်မှုပုံမှ300နင်းနဲ့အမှုဖွင့်ပြီးတရားခံကိုစုံစမ်းနေတယ်လို့သိရပါတယ်။သူနာပြုတ်တက္ကသိုလ်နိုင်ငံတာဝန်ကို၃နှစ်ထမ်းဆောင်ဖို့သဘောတူညီလက်မှတ်ရေးထိုးပြီး၃နှစ်မပြည့်ခင်ထွက်ရင်ရော်ချင်းငွေအဖြစ်၄သိန်းပေးရဖို့အရင်ကသတ်မှတ်ထားရရှိခဲ့ပေမဲ့ လာမယ့်2018ခုနှစ်ကစပြီးရောကြီးပေးတာတွေကိုဖျက်သိမ်းသွားမယ်လို့မြန်မာနိုင်ငံသူနာဗျူတာဖွားအသင်းကပြောပါရယ်ဒေါ်သူသူအောင်ကသတင်းပေးပို့ထားပါရယ်ရှင်ပြည်ကရေဖေဗူလာ၁ရက်နေ့ရက်စနေကျမိုင်နဲ့အကစားဝင်ကြီးဌာနကထုတ်ပြန်ခဲ့တဲ့စာချုပ်ဖောက်ပြသူနာပြူတွေကိုပုပ်ပလိကစေယုံတွေမှာမခန့်အပ်ရေးနဲ့ပတ်သက်ပြီးသူနာပြူတက္ကသိုလ်ကចောင်းသားចောင်းသူတွေဆန္ဒထုတ်ဖော်ခဲ့ပြီးတဲ့နောက်မှာတော့မတ်လ18ရက်နေ့ကကျမိုင်နဲ့အကစားဝင်ကြီးဌာနကတာဝန်ရှိသူတွေနဲ့ရန်ကုန်သူနာပြူတက္ကသိုလ်ကចောင်းသားចောင်းသူတွေ တွေ့ဆုံဆွေးနွေးပွဲမှာပြောကြားခဲ့ပြီးအခုလိုဖြတ်သိမ်းပေးဖို့သဘောတူခဲ့ကြတာပါအခုသူတို့လက်မရေထိုးတာတော့သူတို့နှစ်ခုကွဲနေတာပေါ့နော်။သုံးနှစ်ဘောင်းရှိတဲ့လူရှိတယ်၊နှစ်နှစ်ဘောင်းရှိတဲ့လူရှိတယ်။ကျမတို့စာထဲမှာလည်းအတီလင်းရေးထားပါတယ်။မိမိထိုးထားတဲ့ဒီစာချုပ်ပေါ်မှာမူတည်ပြီးတော့သူတို့ဟိုဟာပေါ့နော်ဒီနိုင်ငံတော်အစိုးရကိုဟိုတာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။သို့တော်လည်းပဲ2018ခုနှစ်မှာတော့စာချုပ်အဟောင်းမှာတော့သူက option နှစ်ခုရှိပါတယ်။ ပထမကတော့တို့ထမ်းဆောင်ရင်ထမ်းဆောင်မထမ်းဆောင်မှုဆိုလို့ရှိရင်ရောကြီးပေးနိုင်တယ်လို့ပါပါတယ်။သို့တော်လည်းပဲ2018မှာတော့ရောကြီးပေးတဲ့ဟာကိုကျမတို့ဖြုတ်ပြီးတော့ဟိုတာဝန်ထမ်းဆောင်ရမယ်ဆိုတဲ့ဟာကိုပဲထည့်ထားဖို့အတွက်အစီအစဉ်ကျမတို့ဆွဲခဲ့ပါတယ်။ပြီးခဲ့တဲ့မတ်လ15ရက်နေ့ကကျမရဲ့ဝင်ကြီးဌာနကစာချုပ်ဖောက်ပြက်သောသူနာပြုတွေကို public ဆေးရုံမှာမခန့်အရေးကိစ္စနဲ့ပတ်သက်ပြီးရန်ကုန်သူနာပြုတက္ကသိုလ်ကအကြောင်းသားအကြောင်းသူတွေဆန္ဒဖော်ထုတ်ခဲ့ကြရလေဖြစ်ပါတယ်။အောင်ဆိုတဲ့အချက်တွေပါစေ ဟိုထိကားတော့ကျွန်တော်တို့ဖွယ်ဖွယ်ကြဲနေကထုတ်ထားတဲ့အချက်ကိုရုပ်သိမ်းပေးဖို့ရယ်ကျွန်တော် license ကိုကြောင်းပြင်းချင်းထုတ်ပေးဖို့ရယ်အဲအဲ့ဒီနှစ်ချက်ကတော့ကျွန်တော်အဓိကအချက်ပေါ့ဟုတ်အော်နောက်နေ့လာမဲ့ဟိုပထမနေ့ကျောင်းသားလေးတွေကိုတေးချာစာချုပ်တွေပါတေးချာဖတ်ပြီးတော့ဟိုကျောင်းကိုလာစီကြပါလေကိုကိုဆုံးဆုံးမတဲ့နေ့ပေါ့ကလည်းတေးချာဆုံးဖြတ်ပြီးတော့ဒီစာချုပ်စာချုပ်မှာလက်မှတ်ထိုးမယ်ဆိုရင်လည်းတေးချာစဉ်းစားရင်းမှလာစီကြပါလေ ရန်ကုန်ဒူနာပြုတ် တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကအချက်ခွန်ချက်တောင်းဆိုခဲ့ပါတယ်။အဲ့ဒီတောင်းဆိုချက်တွေကတော့ဒူနာပြုတ်တက္ကသိုလ်ကျောင်းစီရင်နိုင်ငံတော်ဝင်၃နှစ်ထမ်းဆောင်ဖို့သဘောတူလက်မှတ်ရေးထိုးထားပြီး၃နှစ်မပြည့်ခင်ထွက်ပါကရော့ကျင်းငွေအဖြစ်လေးသိမ့်ပေးဆောင်ရန်သတ်မှတ်ထားတာကြီးလည်းဖြစ်ပါတယ်။ဒါအပြင်သက်ဆိုင်ရာဒီဂရီဒီပလိုမာလက်မှတ်တွေရရှိထားသူတွေကိုနိုင်ငံတော်ဝင်ထမ်းဆောင်ရန်အမြဲတမ်းလိုင်စင်ချက်ချင်းထုတ်ပေးဖို့စတာတွေတောင်းဆိုခဲ့တာကြီးလည်းဖြစ်ပါတယ်ရှင်။ကျွန်မတူတူအောင်ကသတင်းပို့ပို့ထားတာပါ။ မြန်မာနိုင်ငံမှာပြောင်းလဲနေတဲ့ရာသီဥတုကိုပြည်သူလူထုကလည်းသတိထားမိစေဖို့အတွက်ရည်ရွယ်ပြီးရာသီဥတုနဲ့သဘာဝပတ်ဝန်းကျင်အပြည်ပြည်ဆိုင်ရာမြန်မာရုပ်ရှင်ပွဲတော်ကိုမတ်လ23ရက်နေ့ကနေ26ရက်နေ့အထိဝစီယာရုပ်ရှင်ရုံမှာကျင်းပသွားမှာဖြစ်ပါတယ်။ဒီရုပ်ရှင်ပွဲတော်မှာမြန်မာရုပ်ရှင်ပြိုင်ပွဲနဲ့ရှစ်တောင်အရှာရုပ်ရှင်ပြိုင်ပွဲဆိုပြီးနှစ်မျိုးထည့်သွင်းထားပါတယ်။မြန်မာရုပ်ရှင်ပြိုင်ပွဲမှာတော့မြန်မာနိုင်ငံရာသီဥတုပြောင်းလဲခြင်းဆိုင်ရာတက်ရှိရေရေရှည်တည်တံ့ဒီရေတော်တွေကိုထိမ့်သိမ်းဆောင်ရှောက်ကြစို့ကချင်ပြည်နယ်မှာရွှေရင်းတွေ တုံညမတ်ငမိုးရိတ်ချောင်းစတဲ့ဇာတ်ကားတွေပါဝင်ပါတယ်အရှိတောင်အာရှရုပ်ရှင်ပြိုင်ပွဲမှာတော့ဘင်္ဂလားဒေ့ရှ်နီပေါ်ဗီယက်နမ်ဖိလစ်ပိုင်အိန္ဒိယအမေရိကန်စတဲ့နိုင်ငံတွေကရုပ်ရှင်ကားပေါင်း၈ကားပါဝင်ပြသမှာပါဒီပြိုင်ပွဲမှာရှင်ပြိုင်မဲ့ရုပ်ရှင်တွေကတော့မိနစ်50ထက်မပိုတဲ့ဇလန်တို၄နှစ်တက်တန်းထက်မပိုတဲ့ဇလန်တွေဖြစ်ရမှာပါမြမရုပ်ရှင်ပြိုင်ပွဲအတွက်စူဂျီငွေကတော့အမေရိကန်ဒေါ်လာ1000နဲ့အရှိတောင်အာရှရုပ်ရှင်ပြိုင်ပွဲစူဂျီငွေကတော့အမေရိကန်ဒေါ်လာ2000အသီးသီးချိမြင့်သွားမှာဖြစ်ပါရဲ့ရှင် မနေ့ကမတ်လ22ရက်နေ့မှာလောက်ကင်တိုက်ပွဲကပုံမပြင်းထန်လာခဲ့ပြီးနမ်ဆန်မုံတိန်လမ်းမကြီးပေါ်မှာလက်နက်ကြီးအများအများကြားရောက်ခဲ့တဲ့အတွက်အဲ့ဒီလက်မကြီးကိုလုံခြုံရေးချထားပြီးလမ်းကိုပိတ်ထားခဲ့ရတဲ့အကြောင်းကိုနမ်ဆန်သတင်းဌာနကွမ်ဘောကြွေမှာဖော်ပြထားပါတယ်လက်နက်ကြီးကြတာဟာနေဆက်ကျော်ပြီးတရုတ်ပြည်ဘက်နှမိုင်ကျော်မှာကြားရောက်ခဲ့တာဖြစ်ကြောင်းအဲ့ဒီနမ်ဆန်မုံတိန်လမ်းမကိုလည်းပိတ်ထားကြောင်းအဲ့ဒီကြားထဲမှာတရုတ်စစ်သားတွေကလုံခြုံရေးလုပ်နေကြောင်းနမ်ဆန်ဒေသခံတအုပ်ဖြစ်တဲ့ဝမ်အိုက်တင်ကလည်းပြောပါတယ် မိုင်၄၀လောက်ရှိတဲ့နမ်ဆန်မုန်တိန်လမ်းမကြီးပေါ်မှာဆယ်မိုင်ချားဆယ်မိုင်ချားကိုတရုတ်လုံခြုံရေးကင်းတိဆောက်ထားပြီးလက်နက်ကြီးကြားရောက်တဲ့နေရာတွေကိုလည်းတရုတ်စစ်သားအယောက်20ကျော်လောက်ကပြည်သူလုံခြုံရေးလိုက်လံဆောင်ရွက်နေတယ်လို့သိရပါရရှင်။၂၀၁၇ဧပြီလ၁ရက်နေ့မှာကျင်းပပြုလုပ်မဲ့ကြားဖြတ်ရွေးကောက်ပွဲမှာမော်အမျိုးကပြည်သူ့လွတ်တော်လက်လက်နေရအတွက်ဝင်ရောက်ရှင်ပြိုင်ရွေးခံမဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဦးညွန့်အောင်အတွက် မဲဆွဲစီယုံပေကိုမြင့်ကြံခိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်တာဝန်ခံတွေကမတ်လ24ရက်နေ့မှာလူဝင်အား50ကျော်လုံးနဲ့မွန်အောင်မြို့ကိုတွားရောက်ပြီးမဲဆွဲစီယုံပေသွားကြမှာဖြစ်ပါတယ်။မြင့်ကြံခိုင်းမှာမဲဆွဲစီယုံပေဖို့အတွက်ခိုင်းလူငယ်အဖွဲ့ဝင်ခိုင်းထောက်ကူပြုအဖွဲ့အလုံးမှုဆောင်အဖွဲ့နဲ့မြို့နယ်လူငယ်အဖွဲ့တွေပါဝင်ပြီးတွားရောက်မဲဆွဲစီယုံပေသွားကြမှာလည်းဖြစ်ပါတယ်။ကြော်ဖြည့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဇန်နဝါရီလ30ရက်နေ့ကစတင်ကမတ်လ29ရက်နေ့အထိမဲဆယ်စီယုံကင်ကိုပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကခွင့်ပြုပေးထားခဲ့တာဖြစ်ပြီးမွန်ဝမ်မြို့မှာတော့ကြားဖြတ်ရွေးကောက်ပွဲအတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပြည်အောင်စုကြံ့ခိုင်းရေးနဲ့ဖွံ့ဖြိုးရေးပါတီတိုင်းသာစီလုံးညွှန်ညွှန်ရေးပါတီမြို့သားတုတ်တက်ရေးပါတီနဲ့ပြည်သူဒီမိုကရေစီပါတီတို့ဝင်ရောက်ရှင်ပြိုင်သွားကြမှာဖြစ်ပါတယ်။လာမယ့်ဧပြီလ10ရက်နေ့မှာကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာတော့ပြည်သူလွတ်တော်အမျိုးသားလွတ်တော်နဲ့တိုင်းဒေသကြီးပြည်နယ်လွတ်တော်16နေရာအတွက်ဝင်ရောက်ရှင်ပြိုင်ကြရမှာပါ။ ီရောင်စုကြံခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီကလဲလက်နေရအားလုံးကိုဝင်ရောက်ရှင်ပြိုင်သွားကြမှာဖြစ်ပြီးလက်ရှိအာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့၁၈နေရဝင်ရောက်ရှင်ပြိုင်သွားကြမှာပါပါတီပေါင်း24ပါတီနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လဲရှင်ပြိုင်သွားကြမှာဖြစ်ပါတယ်ရှင်မဟာတကြံတချင်းတန်ကျက်စီစစ်ကြက်မှတ်ရေးလုပ်ငန်းကော်မတီကိုမတင်ပြတဲ့တကြံတန်ကျက်အဖွဲ့တွေကိုဘယ်ဥပဒေတွေနဲ့အရေးယူမယ်ဆိုတာပထမဆုံးထုတ်ပြန်ပေးစေချင်တယ်လို့တန်ကျက်အဖွဲ့တွေကတောင်းဆိုလိုက်ပါတယ်။လင်းဆက်အောင်ကသတင်းပေးပို့ထားပါရရှင်။ ရှိသေးရဲ့လားချစ်ချင်းချင်းသာယူလို့လူသားပါမရှိသေးရဲ့လားလူသားပါမရှိသေးရဲ့လားအကြံအတွင်းမှာအသီးဆိုးဖျော်ပြမဲ့တချင်းနဲ့တန်ချက်တွေကိုအစိုးရကဖွဲ့ထားတဲ့မဟာတကြံတချင်းတန်ချက်စစ်စစ်ကြက်မဲ့ရေလုပ်ငန်းကော်မတီကိုမတင်ပြပဲတီးဆိုးဖျော်ဖြေသွားမယ်ဆိုရင်တော့အဲ့ဒီကော်မတီရဲ့ဥက္ကဋ္ဌဖြစ်သူဦးစော်အေးမောင်ကတီးဆဲဥပဒေအရအေးအေးယူသွားမယ်လို့ပြောဆိုထားပါတယ်တီးဆဲဥပဒေအရရေးယူမယ်ဆိုတော့ အဲ့ဥပဒေကိုကျွန်တော်သိကြပါတယ်ဘယ်ဥပဒေနဲ့အရေးယူမှာလဲဘလို့အရေးယူမှာလဲကျွန်တော်နားလဲကြပါလဲနောက်ပြီးတော့သူအခုရခိုင်တိုင်းသားရေးရဝန်ကြီးဥဇော်ရေးမအောင်လဲကျွန်တော်မေးကြည့်ကြပါတယ်သူတန်ချက်ကိုဘယ်လောက်နားလဲလဲသူဘာဥပဒေနဲ့အရေးယူမှာလဲတန်ချက်ကိုဘယ်လောက်နားလဲလဲကျွန်တော်တခွန်းမဲမေးကြပါလဲတန်ချက်ကိုဘယ်လောက်နားလဲလဲတန်ချက်ရဲ့သဘောတရားကဘယ်နှစ်ခုနဲ့လောက်အထက်ကစဖြစ်တည်လာကြလဲဆိုတော့သူ သိဖို့အရင်စ조사ပါအောင်လို့ကျွန်တော်အနေနဲ့မေးချင်ပါတယ်အေးယူမယ်ဆိုလဲအေးယူပါရပါတယ်ဘလို့ဥပဒေနဲ့အေးယူမှာလဲထောင်ချမှာလားရပါတယ်ကျွန်တော်တန်ကြန်သမားတွေကဟိုးအရင်ကထောင်အချင်းချင်းကြားခဲ့တဲ့တန်ကြန်သမားတွေရှိပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့အနေနဲ့မကြောက်မရွံ့ဆက်လက်ချီတက်တန်ကြန်ထိုးသွားမယ်လို့ကျွန်တော်ပြောချင်ပါတယ်တန်ကြန်ရောက်တိုင်းတန်ကြန်တွေနဲ့ဖြောပြေးပြေးခဲ့တဲ့လူရှင်တော်ကုသိုလ်ဘေးလူဝနဲ့မေတ္တာတို့ခေါင်းဆောင်ပြီးဖွဲ့ထားတဲ့တာရုပါပြတန်ကျက်အဖွဲ့က လူရှင်တော်တူဖြစ်သူဥမေတ္တာကတော့ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့တကြံတန်ကြပ်ပေါ်ထားရှိတဲ့သဘောထားကိုပြောဆိုလိုက်ပါတယ်ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကတင်းကြံကိုလွတ်လပ်စွာပြောကြပါသို့တော့တင်းကြံတန်ကြပ်ကိုတော့ရေးတဲ့လူကိုရေးတဲ့စာသားဟိုတာဝန်ယူရမယ်တိတ်ကောင်းတဲ့စကားပါဗျာအဲ့ဝန်ကြီးချုပ်ပြောတဲ့စကားအမှန်ပဲကိုရေးတဲ့တန်ကြပ်မှားသလားမှန်သလားကောင်းသလားဆိုသလားပြောရင်တက်တည်ပြနိုင်ရတယ် ဒါဒီလိုကြောင့်ဖြစ်တာပါဆိုတက်တည်ပြနိုင်တဲ့ဟာမျိုးကျွန်တော်တို့ကြံဖွဲ့တွေကလည်းတရင်လာတဲ့ဂျာနယ်တွေပါတဲ့ဟာပဲရေးကြမှာဒီနေ့ကြံတန်းချက်တွေမှာရုဒဝင်အရေးတော်မှာထိခိုက်မှုမရှိစေရင်ဘာသာရေးလူမျိုးရေးတွေကိုထိခိုက်စေမဲ့အုံနှုံးတွေမပါဝင်စေရင်နဲ့နိုင်ငံတော်အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ်တူတူတယောက်ရဲ့ဂုဏ်သိက္ခာညွှန်းနှန်းစေမဲ့ရိုင်းဆိုင်ဆဲဆိုတဲ့သကလုံးအုံနှုံးတွေကိုထယ်သွင်းမဖျော်ဖြေဖို့ဘာသာကြံတချင်းတန်းချက်စစ်စစ်ကြက်မရေးလုပ်ငန်းကော်မတီကအတိပေးကြေညာထားပါတယ် ြည်သူတွေတင်ပြလိုက်တဲ့အစိုးရလက်ထက်မှာ အားရပါရဖျော်ဖြေမယ်လို့စီစဉ်ထားတဲ့အတွက်ကြောင့်စီစဉ်ရေးဆိုတာမရှိသင့်ဘူးလို့လည်းတန်ကျက်အဖွဲ့တွေကပြောပါတယ်ကျွန်တော်ကလင်းဆက်အောင်ပါပြည်ထောင်နိုင်ငံလန်ဒန်မြို့ကတိုက်ခိုက်မှုအတွင်းအ ਨੇ ဆုံးလူ9ဦးသေဆုံးပြီး40လောက်ဒဏ်ရာရရှိတယ်လို့ CNN သတင်းအရသိရပါဗျ။ဗြိတိန်ရဲတပ်ဖွဲ့ကဒါဟာအန်စ်အကြံဖက်တွေရဲ့လုပ်ရဖြစ်တယ်လို့ယူဆပါဗျ။လွတ်တော်အစအဦးနာမှာရဲရရှိခိတ်ပယ်မာကိုဓာတ်နဲ့ဝင်ထိုးပြီးလူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့တဲ့အကြမ်းဖက်သမားဘဲသူဘဝဆိုတာကိုဗြိတိန်ရဲတပ်ဖွဲ့ကခွဲခြားသိရှိထားပြီးဖြစ်ပါတယ်အဲ့ဒီကြားတိုက်ခိုက်ခံရလို့ဒဏ်ရာရှိသူအ ਨੇ ဆုံးအယောက်20ရှိပြီးဗြိတိန်ဝန်ကြီးချုပ်ခရီဇာမေလည်းအရေးပေါ်လုံခြုံရေးအစည်းအဝေးခေါ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာ2005ခုနှစ်ဇူလိုင်လ9ရက်နေ့ကလူ52ဦးသေဆုံးခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုအပြီးလန်ဒန်မှာလူသေဆုံးထိခိုက်မှုအများဆုံးအကြမ်းဖက်မှုဖြစ်ကြောင်း CNN သတင်းမှရေးသားဖော်ပြထားပါရရှင်။ဗြိတိန်မျိုးတော့လန်ဒန်မှာအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင်းဝန်ထဲ ွေးစည်းတဲ့အနေနဲ့ပြင်းပြင်းပြတော့ဘာရီက iPhone မျော်စင်ကိုညတစ်ကောင်ကနေဂျာတာပရီနဲ့အစောပိုင်းအထိလျှက်စစ်မိတွေမထွန်းညီပဲပိတ်ထားခဲ့ပါတယ်၂005ခုနှစ်နောက်ပိုင်းဒီအဆိုးဆုံးတိုက်ခိုက်မှုကြောင့်လန်ဒန်မြို့တော်မှာလူအ ਨੇ ဆုံး5ဦးသေဆုံးပြီးအယောက်40လောက်ဒဏ်ရာရရှိပါတယ်ကားတစီးကလမ်းသွာလမ်းလာတွေကိုကျုံပြီးတိုက်ခိုက်ခဲ့တယ်လို့အစ္စလာမ်ရဲ့စစ်သွေးကြွတွေကိုအားကြသူလို့တန်တရားရှိသူတယောက်ကဖိတိန်လွှတ်တော်နာမှာရဲတယောက်ကိုဓာတ်နဲ့ထိုးခဲ့ပါတယ်လွှတ်တော်အပြင်ပဲဝက်စမင်စတာတံတားပေါ်မှာကားနဲ့တိုက်ခိုက်မှုကြောင့်လူ3ဦးသေဆုံးပြီး ဓာတ်ထုံးမှုမှာတော့ထိုးသူရောရဲပါသေဆုံးပါတယ်။အစ္စလာမ်တွေနဲ့ပတ်သက်နေတဲ့အကြမ်းဖက်မှုလို့ရှုမြင်ပြီးစုံစမ်းစစ်ဆေးမှုတွေကိုရဲတွေကအမြန်လှုံ့ဆော်နေတယ်လို့ရဲတွေကပြောပါတယ်။တိုက်ခိုက်သူဘယ်သူဘဝဆိုတာသိတယ်လို့ရဲတွေကယုံကြည်နေပေမဲ့ဒီအဆင့်မှာအသေးစိတ်တော့မပြောသေးဘူးလို့လည်းဆိုပါရရှင်။ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲမှာရှယ်ယာရှင်အဟောင်းတွေကအစုရှယ်ယာတွေကိုထုတ်ရောက်နေပါတယ်။ကြော်စရာသတင်းပေးပို့ထားပါရရှင်။ တော့ရှယ်ဈေးကွက်ထဲမှာရှယ်ရောင်းဝယ်ဈေးကွက်ကကြာဆင်းနေတဲ့အတွက်ရှယ်ဈေးနှုန်းတွေပါကြာဆင်းလာပါတယ်။ဒီလို stock share ဈေးကွက်ထဲမှာရှယ်ဈေးနှုန်းတွေကြာဆင်းလာတာဟာရှယ်ရှင်အဟောင်းတွေအနေနဲ့ဈေးကွက်ထဲမှာနေ့စဉ်အစု share တွေကိုထုတ်ရောင်းနေတာကြောင့်မဟုတ်လို့လက်ရှိရှယ်ရောင်းဝယ်လုပ်ကိုင်နေသူတွေကပြောပါတယ်။အရင်ရှိတဲ့ရှယ်ရှင်အဟောင်းတွေအရင်တော့ဝယ်ထားတဲ့ရှယ်တွေနေ့ထုတ်ရောင်းနေကြတာတွေ့ရတယ်။အဲဒါကြောင့်လည်းကျွန်တော်တို့ကညင်ကြတာလူသေးတွေကြတော့ရောင်းဖြစ်ဘူး။ကျွန်တော်ဘာလို့ဆိုတော့ဒီဈေးနဲ့ပဲကျွန်တော်တို့ကတင်ထားတာတွေရှိနေတယ်။ အဲ့တော့အဲ့ဒီအဟောင်းသမားတွေပါလာလို့ပါ FMI လည်းဒီလိုပါပဲဒီအဟောင်းသမားတွေကနေနေထုံးပြကြတာပြရပါရှယ်ဟာရောင်းဝယ်ဈေးကွက်ပြတ်တက်လာဖို့အတွက်ချိန်တိုင်းတာတစ်ခုထီရောစောင့်ရမယ်လို့သုံးသက်တာတွေလည်းရှိနေပါတယ်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေပေးလိုက်ရင်တော့ရှယ်ဟာဈေးကွက်ကချက်ချင်းပြတ်တက်လာမှာပါ။ကုန်တွေကလည်းနည်းနည်းများလာမယ်။တစ်ခုနှစ်ခုလေးခု။နောက် online တွေဟိုနေ့ပေးရဟို online တွေကလည်းခုနပြောလို့ဟိုအိမ်မှာဝယ်လို့ရတဲ့အဆင့်လောက်ထိ ဖြစ်လာမယ်ကျွန်တော်ကနိုင်ငံသားချင်းချင်းပြောတာကတင်ထားတယ်ပေါ့နော်ဟို3 35ရာခိုင်နှုန်းတရားဟာကိုနိုင်ငံသားအသားတွေကို stop မှာဝယ်ယူခွင့်အဲအဲ့လိုအချက်လက်တွေပံ့ပိုးလာတယ်။ကုမ္ပဏီရဲ့တက္ကမကန်တိုးတက်လာတာလူတွေမြင်နေရတယ်။လူတွေရဲ့ယုံကြည်မှုလေးကောင်းလာရင်တော့ဒီကတော့လျှောက်တက်လာမှာပေါ့နော်။ Mashla 27ရက်နေ့မှာတော့ FM Share ရစုကို7600 500တီလဝ Share ရစုကို7400 မြန်မာနိုင်ငံသားများဘန်ရှယ်ယာဈေးကတော့ကျ9100နဲ့ပထမပုပ်ပလိကဘန်ရှယ်ယာဈေးကတော့ကျ3500ပေါင်ဈေးရှိနေပါတယ်။ကျွန်တော်ကတော့ကြော်စီရပါပြည်ထဲမှာအလို့အကိုင်းလုခလာစာအခက်ခဲတွေကြောင့်ပြည်ပမှာတောက်ရောက်လုလုကိုင်းလိုတဲ့မြန်မာနိုင်ငံသားတွေများပြားလာတဲ့တဲ့င်းကိုတော့ဥအားကကတဲ့င်းပစ်ပို့ထားပါရရှင်။ဘွေရပြည်သားတွေတော့အလို့အကိုင်းအမခတ်ချက်မရှိတဲ့မြန်မာလူငယ်တွေအတွက်ပြည်ပနိုင်ငံဒီမှာတောက်ရောက်လုလုကိုင်းမှုဟာမျှော်လင့်ချက်တစ်ခုဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာ2014လူရည်နဲ့အိမ်တကောင်စီးရင်အရာအသက်55နှစ်ကနေအသက်64နှစ်အတွင်းအလုံးလုံးကိုင်နိုင်တဲ့လူရည်ဟာနိုင်ငံလူရည်ရဲ့69ရာခိုင်နှုန်းရှိပြီးတော့ဒီထဲမှာ၄ရာခိုင်နှုန်းဟာအလုံးလက်မဲ့လို့ဖော်ပြထားပါတယ်။မြန်မာနိုင်ငံသားတွေအများဆုံးသွားရောက်အလုံးလုံးကိုင်တဲ့နိုင်ငံတွေထဲမှာတလလစာ70သိန်းလောက်နေဆုံးရတဲ့ကိုရီးယားနိုင်ငံလည်းပါဝင်ပါတယ်။ ကိုရီးယားနိုင်ငံမှာအလုတ်သွားလုပ်ဖို့ရေချင်းစစ်ဆောင်မွက်တွေဖြည့်ဆို့ရမှာဖြစ်ပြီးဆောင်မွက်ဖြည့်ဆို့ဖို့အတွက်ဝင်ငွေလျှောက်လွှာတွေကိုတောင်းနေချတဲ့လူငယ်တွေခါမက်စလာ20နီးကစပြီးရန်ကုန်မြို့တကုံမြို့တင့်မြောက်ပိုင်းမြို့နယ်ကအလုတ်သမားလေ့ကျင့်ရေးတင်တဲ့ကြောင့်မှာတိုးကျိတ်ဝယ်ယူနေကြတာကိုတွေ့ရပါတယ်အဓိကတော့လစာပြဿနာပါပဲကျွန်တော်နိုင်ငံမှာအချိန်လစာရန်အားနေတယ်ဒီဝင်ငွေနဲ့မိသားစုတွေဆင်ပြေဖို့ဆိုတာတိတ်တော့မလွယ်လာဘူးကြောင်မို့အချိန်လစာမြန်မာတဲ့တိုင်းတစ်ပါးကိုထွက်ပြီးတော့ကျွန်တော်တို့တွေကလုပ်နေရတာပါ ခုလိုလူကျက်နေတာကိုကြည်ကျင်းအားဖြင့်မြန်မာနိုင်ငံမှာရှိနေတဲ့လက်ရှိလူ့သမားဝင်ဌာနရဲ့စီရင်ဆောင်ရွက်မှုတွေရန်အားနည်းပြီးတော့ကျွန်တော်နိုင်ငံမှာအလုပ်လုပ်ခြင်းအင်မတန်လုပ်လုပ်ခြင်းတဲ့လူတွေအများကြီးရှိပါတယ်ဆိုတော့အသက်တည်သွားလိုက်တာပါရှောက်လာတင်လိုက်တာနဲ့အလုတ်ချက်ချင်းရတာမဟုတ်လို့ရေချင်းစစ်ဆောင်မွေတွေကိုအစစ်စစ်ဖြေဆိုရမှာဖြစ်ပြီးဆောင်မွေအောင်ပြီးရင်လည်းအလုတ်ချက်ချင်းမရနိုင်သေးပါဘူး။ မလောက်ခန်းစာရရင်တော့ကျသိန်း20လောက်ထပ်မံကုန်ကြဖို့ရှိပြီးလောဆယ်မှာတော့ကိုရီးယားဘာသာစကားသင်တန်းကြီးအနည်းဆုံးကျ2သိန်းကျော်နဲ့စာမွေးလျှောက်လာကြီးအမေရိကန်ဒေါ်လာ24ဒေါ်လာကုန်ကြနေပါပြီ Passport ကမနေ့ကမနေ့ကဒီမှာလာတိုးတာလေဒီမှာတိုးတော့ကွဲဝင်တိုးရတာပေါ့ Passport ကထဲကိုရောက်သွားပြီထဲရောက်သွားမှကျွန်တော်တက်တာမွန်းကြရတော့မနေနိုင်တော့မနေ့ကတော့တကယ်ကြီးတော့ကိုလမ်းပေးပြီးတော့ထဲလောင်တော့သူကပြန်ပေးတဲ့ပေးမှာကျွန်တော်ကနောက်ကမူးလို့ဒီဘက်ကအပြင်ထွက်လိုက်ရမှာအဲ့ Passport ကသူနောက်မြောက်ပါသွားလာအထဲမှာကြံခဲ့တာဆိုအဲ့အောင်မသိလို့ပြင်ထိုင်စောင်းနေတယ် အဲအထဲကိုမေးတော့လေသူကမရှိဘူးတဲ့အထဲမှာကြတော့အပြင်လိုင်းပေါ်မှာကြတော့လေဒီလောက်လူများတွေမှာတယောက်ချင်းမလို့လို့မေးတော့မလားလိုင်းမှာဖေးဖို့မှတင်ထားမှရှိမလားဆိုတော့ဖေးဖို့ချလို့လည်းမတွေ့ဘူးဒီထဲမှာမေးတော့လည်းမရှိဘူးတဲ့အဲ့ဒါဘယ်လိုလုပ်ရမလဲမသိဘူးဒါပေမဲ့နိုင်ငံသားအလို့သမားတွေကိုနိုင်ငံသားတွေနဲ့တပြေးညီသတ်မှတ်ပေးထားတဲ့တောင်ကိုရီးယားနိုင်ငံရဲ့လောက်ခလာဇာဟာအ ਨੇ စုံမြန်မာကျန်ဝင်တလ10သိန်းလောက်ရနိုင်တာမို့မြန်မာအလို့သမားတွေအတွက်တော့နာကက်မြောင်းနေချက်ပါပဲအင်းနီးသားချင်းတချို့တွေတွားကြတယ်အဆင်ပြေကြတယ်ပေါ့ဒီမှာလောက်တာလည်းအဆင်ပြေကြတယ်ပြည်သူတွေမိသားစု စားဝတ်နေပြည့်စုံလာတယ်ပေါ့ဗျာအဲဒီပါကြောင့်လည်းကျွန်တော်ရုံးကန်လောက်ရှားတာကိုတည်ရတန်ပြင်ပန်းလာအဲဒါလာလေးအဲ့ဒါအဓိကပေါ့နော်ကွန်ပျူတာသူပြည့်လေခြင်းနဲ့ဆန္ဒတစ်ခုတော့အဲ့တစ်ခုပါဗျာတရားဝင်ငွေကမရဘူးဆိုခုနှစ်တောင်းရှစ်တောင်းရှိတယ်တချို့လူကြောင့်လည်းတလိမ့်ကျော်ထိရတဲ့လူတွေရှိတယ်လို့ပြောကြတယ်တရားရဲ့ဝင်ငွေမြန်မာနိုင်ငံကနေပြည်ပနိုင်ငံတွေကိုသွားရောက်လှုပ်လှုပ်ကင်နေတဲ့အလို့သမားတန်းနေချီရှိပြီးထိုင်းမလေးရှားစင်ကာပူစတဲ့နိုင်ငံတွေကိုအများဆုံးသွားရောက်လှုပ်လှုပ်ကင်နေကြတာဖြစ်ပါတယ် အားလုံးပေါက်လိုက်မယ်ဆိုရင်တော့လူကြီး၄တန်းကျော်လောက်ရှိပြီးတွားရောက်သူတိုင်းအဆင်ပြေကြတာတော့မဟုတ်ပါဘူးအဆင်ပြေတဲ့သူတွေရှိသလိုတချို့တွေအနေနဲ့အဆင်မပြေလို့ကိုယ့်မြန်မာနိုင်ငံကိုပြန်လာရတာတွေလည်းရှိပါတယ်။ဒါပြင်ပြည်ပနိုင်ငံတွေမှာပဲဘွားပြတ်သွားတဲ့သူတွေလည်းရှိနေတော့မှာပဲ။ကျွန်တော်အာခါပါ DVB ရုံးမြန်တန်ကြာရဲ့နေ့လယ်7:00နာရီချိန်ရရှိထားတဲ့သတင်းတွေကိုရှုစားခဲ့ကြတာပါနေ့လယ်7:00နာရီချိန်မှာလည်းထမင်းရရှိတဲ့သတင်းတွေကိုဖြည့်ဆက်ပြီးတင်ဆက်ပေးဦးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မခင်ယူပါပါရှင် အင်္ဂလာပါရှင်မတ်လ23ရက်နေ့မနက်ပိုင်းအတွက်ပေးပို့ထားတဲ့မိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်ကျွန်တော်မိုးအောင်ပါရှင်ပေးပို့ထားတဲ့ဂျိုရုတိမ်မာဆိုရင်တော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာတိမ်အထင်တင်ဖြစ်ထွန်းနေပြီးတော့ကြံဘင်္ဂလားပင်လယ်အော်မှာတော့တိမ်အနှဲငယ်ဖြစ်ထွန်းနေပါရဲ့ရှင်မြန်မာနိုင်ငံမှာတော့မြောက်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာတိမ်အထင်တင်ဖြစ်ထွန်းနေပြီးတော့ကြံတဲ့ဒေသတွေမှာကတော့တိမ်အနှဲငယ်ဖြစ်ထွန်းနေပါရဲ့ရှင် ေတိုင်နှုံးအခြေအနေခန့်မှန်းချက်ကတော့ရခိုင်ကင်ရက်မှာတနာယီကို19မိုင်ကနေ18မိုင်နှုန်းမြဝကျွန်းမော်နဲ့မွန်ဒန်လိုင်ကင်ရက်မှာတော့တနာယီကို10မိုင်ကနေ12မိုင်နှုန်းလေးတိုက်ခတ်နိုင်ပါရဲ့ရှင်။အခုဆက်လက်ပြီးတော့မြို့ကြီးများအတွက်မလူဝတာအခြေအနေခန့်မှန်းချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်။စစ်တွေမကွေရန်ကုန်စတဲ့ဒီမြို့ကြီးတွေမှာတော့နေသာနိုင်တယ်လို့ခန့်မှန်းထားပါရယ်။ပသိမ်နဲ့ပဲခူးမှာကတော့တိမ်အသင့်အတဲဖြစ်ထွန်းနိုင်တယ်လို့ခန့်မှန်းထားပြီးတော့မော်လမြိုင်ဖအန်းနဲ့တဝဲမှာကတော့ တိမ်ထူတက်ဖို့လားလာရရှိနိုင်တယ်လို့ခန့်မှန်းထားပါရရှင်။ဆက်လက်ပြီးတော့ကျန်တဲ့မြို့ကြီးတွေအတွက်မလို့တာအခြေအနေခန့်မှန်းချက်တွေကိုလည်းဆက်လက်တင်ဆက်ပေးပါဦးမယ်။ဟာခာ၊မုံရွာ၊မြကြီးနာ၊မန္တလေး၊လာရှိုး၊တောင်ကြီး၊ဟဲဟိုးနဲ့လိုက်ကောစတဲ့ဒီမြို့ကြီးတွေအားလုံးလုံးမှာဆိုရင်တော့နေတာဖို့လားလာရရှိနိုင်တယ်လို့ခန့်မှန်းထားပါရရှင်။ မိုးရေချိန်အခြေအနေခန့်မှန်းချက်အနေနဲ့ကတော့တပြည်လုံးနှီးပါးမှာတော့မိုးရေချိန်တွေကရော့ကျနိုင်တယ်လို့ခန့်မှန်းထားပါတယ်။တပြည်လုံးမှာမိုးရေချိန်တွေကတော့20မီလီမီတာအောက်ကိုလျော့နေနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။နေပူချိန်အချိန်နဲ့ခန့်မှန်းချက်အနေနဲ့ကတော့ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မှာ24ရက်နဲ့32ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပြီးတော့ကျန်တဲ့ဒေသတွေမှာကတော့33ရက်နဲ့38ဒီဂရီစင်တီဂရိတ်ဝန်းကျင်လောက်မှာရှိနိုင်ပါတယ်ရှင်။ မပင်လေပင်အခြေအနေခံမှန်းချက်ကတော့မကင်ရက်နဲ့ကန်လုံပင်လေပင်တွေမှာလိုင်းအနည်းငယ်သာရှိနိုင်ပါတယ်။လိုင်းမြင့်ပေကတော့2ပေက3ပေလောက်မြင့်တက်နိုင်တယ်လို့ခန့်မှန်းထားပါရရှင်။ မန္တလေးမြို့တွင်းငါးအစားခတ်မှန်းချက်အနေနဲ့ကတော့ရှင်းနေရမှာတိမ်အသင့်တင်ဖြစ်ထွန်းနိုင်ပြီးတော့ကျန်ရက်တွေမှာတော့နေရာကွက်ကြမှုအနည်းငယ်ထချုံရွာသွန်းနိုင်ပါတယ်အမြင့်ဆုံးပူချိန်ကတော့36ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်ရန်ကုန်မြို့တွင်းငါးအစားခတ်မှန်းချက်ကတော့ရှင်းနေရမှာတိမ်အသင့်တင်ဖြစ်ထွန်းနိုင်ပြီးတော့ကျန်ရက်တွေမှာတော့နေရာကွက်ကြမှုအနည်းငယ်ထချုံရွာသွန်းနိုင်ပါတယ်အမြင့်ဆုံးပူချိန်ကတော့39ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်ရှင် နေပြီးတော့အတွက်ငါးရက်စာခတ်မှန်းချက်ကတော့ရှေ့လေးရက်မှာနေသာနိုင်ပြီးတော့ကျန်တဲ့ရက်မှာတော့မိုးအနှဲငယ်နေရာကြက်ကြက်ရွာသွန်းနိုင်ပါတယ်အမြင့်ဆုံးပူချိန်ကတော့38ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်အခုဆက်လက်ပြီးတော့အာရှဒေသမှာရှိတဲ့မြို့ကြီးတချို့ရဲ့မိုးလေဝသအခြေအနေခတ်မှန်းချက်တွေကိုဆက်လက်တင်ဆက်ပေးပါအောင်မရှင်ကျေးဇူးတင်ပါတယ်